မင်္ဂလာပါလေဦးတန်မေလာရှိရနေညပိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းကတော့ MCEM နဲ့ EMI မှာအင်ဂျင်နီယာများပူးပေါင်းရေးမလေးမျိုးမလူနေရင်အဆောက်အအုံများအများပြည်သူသုံးအဆောက်အအုံများကြီးတက်ခိုင်မှုများကိုစစ်ဆေးလျက်ရှိရဆိုတဲ့တင်။မော်လမြိုင်မြို့တွင်ဆရာဝန်တူက၎င်း၏ဇနီးဟောင်းအားလုံးကြံတက်ဖြတ်ရန်ငွေပေးငှားရမ်းခဲ့သူများအားလုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့တင်။အမေရိကန်နိုင်ငံတိုင်းဝန်ကြီးဌာနကပါကစ္စတန်သို့ခီးသွားလာမှုတတိပေးချက်ထုတ်ပြန်နေဆိုတဲ့တင်။ပိုယမ်မင်းကြီးအသုံးပြုတဲ့ကားကိုဂါဇာကလင်းငယ်များအတွက် ရေရဆေးကန်းအဖြစ်အသုံးပြုမယ်ဆိုတဲ့နယ်ဘာစီလိုနာက2-3ဂိုးဖြင့်ရှုံးနေနေချိန်တွင်ကွင်းပြင်ဆော့ထွက်ခဲ့တဲ့အင်တာမီလန်ပြိသက်များကွင်းတင်းပြောင်းကွင်းရရန်တောင်းပန်ခဲ့တော်လဲဝင်ခွင့်မရခဲ့တယ်ဆိုတဲ့နယ်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဥစားသမီးမို့နေနဲ့ MCA နဲ့ EMI မှာအင်ဂျင်နီယာများပူးပေါင်း၍မန္တလေးမြို့မှလူနေအဆောက်အအုံများအများပြည်သူသုံးအဆောက်အအုံများကြီးတက်ခိုင်မှုများကိုစစ်ဆေးလျက်ရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ MCEN နဲ့ EMI မှာအင်ဂျင်နီယာများပူးပေါင်းပြီးမန္တလေးမြို့ကလူနေအဆောက်အုံတွေအများပြည်သူသုံးအဆောက်အုံတွေရဲ့တန့်ခိုင်မှုတွေကိုစစ်ဆေးလျက်ရှိတယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEN ထံကနေသိရပါဗျ။မန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနဲ့ EMI အဖွဲ့ကအင်ဂျင်နီယာပညာရှင်တွေဟာမန္တလေးမြို့ကနေရင်အဆောက်အုံတွေအများပြည်သူသုံးအဆောက်အုံတွေရဲ့တန့်ခိုင်မှုကိုပူးပေါင်းစစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ Engineering Ministry International နဲ့ MCEF မန္တလေးတို့ပူးပေါင်းပြီးမေတ္တရကစားပြီးမန္တလေးမြို့မှာလူနေအိမ်နှလုံး၊ရွှေဆိုင်၂ဆိုင်၊ဖျားကျောင်း၂ကျောင်းမန္တလေးတိုင်းရင်းစေးတက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ကိုစစ်ဆေးခဲ့ပြီးဖြစ်ပြီးမေ၉ရက်အထိဆက်လက်စစ်ဆေးအကြံပြုသွားမယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဟာဧပြီ၆ရက်ကနေဒီနေ့အထိနေအိမ်အဆောက်အအုံ300ကျော်ကိုစစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ မန္တလေးမြို့မှာရှိတဲ့မိမိတို့ရဲ့နေအိမ်တွေကိုကြံ့ခိုင်မှုစစ်ဆေးဖို့အကြံပြုအကူအညီလိုအပ်တဲ့အိမ်ပိုင်ရှင်တွေကအကူအညီတောင်းခံလာတဲ့အဆောက်အုံတွေကိုလည်းဆက်လက်စစ်ဆေးအကြံပြုပေးလျက်ရှိကြောင်းနဲ့39 2394 41 39 2392 0333တို့ကိုဆက်သွယ်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ရန်ကုန်နဲ့မန္တလေးမြို့တို့မှာမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF က ညလင်းအပြီးအစောက်အုံအကဲဖြတ်ခြင်းနဲ့ပြုပြင်ခြင်းဤပညာ one day training ပြုလုပ်မှာဖြစ်ကြောင်းလဲ MCEF ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမော်လမြိုင်မြို့တွင်ဆီအောင်တို့က၎င်း၏ဇနီးအောင်အားလှုပ်ကြံတက်ဖြတ်ရန်ငွေပေး၅ရန်ကဲ့သို့များလုံချုံရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။မော်လမြိုင်မြို့မှာဆီယံဝတုက၎င်းရဲ့ဇနီးဟောင်းကိုလုံပြန်တက်ပြဖို့ငွေပေးငှားခဲ့သူတွေကိုလုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေ9ရက် မော်လဲတနအိမိနစ်20ခန်းကမော်လဲမြိုင်မြို့ကွင်းရက်ရက်ကွက်အောက်လမ်းမကြီးဂေါ်တာဘန်တန်ပေါင်းဆိုင်ရှိမှာမတင်ငါဘွဲရလူတအိုးတိုယိုတာအမျိုးသားမော်တော်ယာဉ်တစ်စီးနဲ့ရောက်ရှိနေကြောင်းသတင်းအရရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရာရမောင်းဖြစ်သူဟာပေါင်မြို့နယ်မုတ်တမမြို့အောင်စေရမြို့တင်နေအသက်90အရွယ်နိုင်ဦးဆိုသူဖြစ်ကြောင်းနဲ့ ၎င်းလွှဲထားတဲ့စစ်စင်းရောင်ဘေးလွယ်အိတ်တလုံးအတွင်းကနေအနက်ရောင်လဲသားပတ်စံအိတ်တလုံး၊ငွေဆက်ကူရီနဲ့ပစ္စတိုတနက်တလက်၎င်းကြည်ရင်တစ်ခု Auto 22 G 72တောင်းတို့ကိုတွေ့ရှိသိသိဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၎င်းကိုဆက်လက်စစ်ဆေးနေစဉ်မော်လမြိုင်မြို့ကွင်းရရက်ကွက်အောက်လမ်းမကြီးအတိုင်းမောင်ငန်ဈေးဘက်ကနေကြောင်မီးသွေးယုံမီးပွိုင်ဘက်ကိုမောင်းနေလာတဲ့ Toyota Probox အမျိုးအစားအဖြူရောင်မော်တော်ယာဉ်ကိုတားဆီးစစ်ဆေးခဲ့ရာအဆိုပါယာဉ်ပေါ်မှာကျွဲချံကုန်းရက်ကွက်သွေးတောက်ရက်မှာနေထိုင်တဲ့ အသက်42နှစ်အရွယ်ရင်မောင်းဖြစ်သူဇော်မင်းလက်ခေါ်မှုံကြီးခေါ်ငမုံနဲ့အတူအဆိုပါရက်ွက်နေအသက်45နှစ်အရွယ်ကျုံဝင်းသူခေါ်ကလာနဲ့မြင်းဒီကုန်းရက်ွက်ဒီဇယ်ဆိုင်လမ်းကြားနေအသက်40အရွယ်ဟင်းဝင်းခေါ်ပြည့်စုံတို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဆက်လက်တားဆီးစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိထားတဲ့နိုင်ဦးရဲ့ဖုန်းကိုစစ်ဆေးခဲ့ရာဇော်မင်းလက်ခေါ်မှုံကြီးခေါ်ငမုံနဲ့နိုင်ဦးတို့အပြန်လဲပြောဆိုထားတဲ့ ဘာထိုင်လုံးနေလဲမလုပ်သေးဘူးလားလူတွေအများကြီးနဲ့ဘယ်လိုလုပ်ရမလဲစသဖြင့်အပြန်အလှန်ပြောဆိုမှုတွေတွေးရှိတာကြောင့်အသေးစိတ်စစ်ဆေးခဲ့ရာခေါ်တာဘန်တန်ပေါင်းဆိုင်ကမန်းဝင့်မြက်မြက်ဖြိုးနဲ့ကွာရှင်းထားသူအသက်35နှစ်အရွယ်ဒေါက်တာဇင်မင်းနောင်နောင်ကမန်းဝင့်မြက်မြက်ဖြိုးရဲ့ငွေကြေးကိစ္စတွေအရှုံရှင်းတွေကြောင့်လုံးချံတက်ဖြတ်ဖို့နိုင်ဦးကိုငွေကျပ်သိန်း80ပေးပြီးခိုင်းစေခဲ့တာဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့သိရပါဗျာ။ နိုင်ဦးနဲ့အတူဇော်မင်းလက်ခေါ်မှုန်ကြီးခေါ်ငမုံကျော်ဝင်းသူခေါ်ကလာနဲ့ဟင်းဝင်းခေါ်ပြက်စုတို့ကမတ်ဝင့်မြမျက်ဖြူကိုလှုပ်တံတက်ဖြတ်ဖို့ဆောင်ဆိုင်နေတဲ့အချိန်မှာလုံချုံရင်ရတဖွဲ့ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အသေးစိတ်ကိုတော့စစ်ဆေးနေကြတော့မယ့်လို့သိရပါတယ်လို့လုံချုံရင်တက်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး မဝင့်မျက်မျက်ဖြိုးကိုလှုပ်ကြံတက်ဖြတ်ဖို့ကြံစီသူနိုင်ဦးဇော်မင်းလက်ခေါ်မှုန်ကြီးခေါ်ငမုံဟိန်ဝင်းခေါ်ပြက်စုံနဲ့ကျော်ဝင်းသူခေါ်ကလာရုနဲ့အတူစေခိုင်းခဲ့သူဒေါက်တာစင်မင်းနောင်နောင်တို့ကိုရာဇသက်ကြီးပုံမှ309မြင်းဆောင်134အရသက်ဆိုင်ရာနေမြေရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်လို့တရင်ရရှိပါတယ်ဆလဘီအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပါကစ္စတန်သို့ခီးသွားလာမှုတတိပေးချက်ထုတ်ပြန်တဲ့ဆွေသတင်းကိုတင်ဆက်ပေးပါပါ မေလ9ရက်နေ့မနက်အစောပိုင်းကအိန္ဒိယနဲ့ပါကစ္စတန်တို့လေကြောင်းတိုက်ခတ်မှုများဖြစ်ပွားပြီးနောက်အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနက၎င်းတို့နိုင်ငံသားများအတွက်ပါကစ္စတန်တို့ခီးသွွာလာမှုတတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။မေလ9ရက်နေ့နေ့စွဲပြန်ထုတ်ပြန်ခဲ့တဲ့အဆိုပါလမ်းညွှန်ချက်တွင်အကြမ်းဖက်မှုအနေနဲ့တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အလားအလာတို့ကြောင့်ပါကစ္စတန်တို့သွာလာခြင်းမပြုရန်သွာလာမဲ့သူများပြန်လည်စဉ်းစားသုံးသပ်ကြရန်တတိပေးထားပါတယ်။အထူးသဖြင့်ပါကစ္စတန်ရှိဒေသအချို့သို့မသွားကြရန်အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနကတတိပေးထားပါတယ်။၎င်းနေရာများက ဘယ်လိုချစ်စတန်ပြည်နယ်နဲ့ခိုင်ဘာပထရွန်ခွာပြည်နယ်တို့ဖြစ်ပြီးအိန္ဒိယပါကစ္စတန်နယ်စပ်နဲ့နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်မြေ line of control အနီးဝန်းကျင်တို့ဖြစ်ပါတယ်။နယ်စပ်ထိန်းချုပ်မြေအနီးဝန်းကျင်ကိုမူအမြင့်ဆုံးသတိပေးချက် level 4နေရာအဖြစ်သတ်မှတ်ထားပါတယ်။အိန္ဒိယကစင်တော်အမည်ရှိစစ်စင်ရေးဖြင့်ပါကစ္စတန်တွင်းရှိနေရာ၉ခုကိုပြင်ပထားတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်တိုက်ခိုက်မှုများဖြစ်လာခြင်းအမေရိကန်ဆိုရယခုသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ပါကစ္စတန်ဆိုရကပါကစ္စတန်စစ်တပ်ကိုတုံ့ပြန်ခွင့်ပေးထားပြီး ပါကစ္စတန်လေရက်ကအိန္ဒိယတိုက်လေယာဉ်အချို့ကိုပစ်ချလိုက်ကြောင်းအိန္ဒိယမီဒီယာကအတိအပြုဖော်ပြနေကြပါတယ်။ပါကစ္စတန်စစ်သက်ပြောခွင့်ရပုဂ္ဂိုလ်တရင်းသာရှင်းလင်းပွဲတွင်ပြောကြားချက်အရအိန္ဒိယ၏စင်တော်စစ်စင်ရေးကြောင်းပါကစ္စတန်ဗချန်းတွင်သေဆုံးသူ26ဦးရှိပါတယ်။ဆက်လက်ပြီးပိုဟန်မင်းကြီးအသုံးပြုတဲ့ကားကိုဂါဇာကလင်းငယ်များအတွက်ရေရောစေကန်အဖြစ်အသုံးပြုမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ကွယ်လွန်တော်ပြီဖြစ်တဲ့ပုံရံမင်းကြီးဖရန်စစ်ရဲ့နောက်ဆုံးဆန္ဒအရလူအုပ်ကိုလိုက်လံနှုတ်ဆက်ရမှာ၎င်းအုံပြုတဲ့ကားရီတဲကတစည်းကိုဂါဇာကလေးငယ်တွေအတွက်ရွေရစေခန်းအဖြစ်ပြောင်းလဲအုံပြုသွားမယ်လို့သိရပါဗျ။ဒီကောင်းကို2014ခုနှစ်ကအနောက်ဘက်ကန်ဒေတာဘက်တလီဟန်မြို့ကိုပုံရံမင်းကြီးဖရန်စစ်တွန်းရောက်လက်ပတ်စင်ကအုံပြုခဲ့ပါဗျ။အခုဂါဇာလူမျိုးစစ်ပွဲစုံမှာကျန်းမာရေးဆောင်ရှောက်မှုပေးဖို့လိုအပ်တာတွေကိုကားမှတက်ဆင်သွားမယ်လို့ဒီအရေးကိုဆောင်ရွက်သူကာရီတက်စ်ဘရာဟီတာအဖွဲ့ကပြောပါဗျ။ ခွဲစိတ်ဖို့ကရိယာတွေဆေးထုံးပြိုနေအောက်ဆီဂျင်ဆက်တွေကာကွယ်ဆေးတွေနဲ့ဆေးလောင်မှုရေခဲတက်တာအသေးတစ်ခုပါပါမယ်လို့၎င်းအဖွဲ့ကဆိုပါတယ်ဧပြီ21ရက် Easter တနင်္လာနေ့ကမကွယ်လွန်မီဂါဇာကလေးတွေအတွက်ဒီလိုစီစဉ်ပေးဖို့ Francis ကနောက်ဆုံးဆန္ဒအဖြစ်မှာကြားခဲ့တယ်လို့ Vatican နန်းတော်ကထုတ်ပြန်ပါတယ်။လက်ရှိမှာဂါကဘက်သလီဟန်မြို့မှာရှိနေပြီးအစ္စရေးဘက်ကလမ်းကြောင်းဖွင့်ပေးလိုက်ပါကဂါဇာကိုဝင်ရောက်မှာဖြစ်ပါတယ်။ အစ္စရေးကဂါဇာကမ်းမြံကိုလူသားချင်းစာနာထောက်ထားရဲ့အခွင့်အရေးတွေဝင်ခွင့်ပိတ်ဆို့ထားတာဟာနှစ်လကျော်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်ဒီလမ်းကြောင်းကိုအစ္စရေးကပြန်ဖွင့်တဲ့အချိန်အထိ Caritas အဖွဲ့ကစောင့်ရမှာဖြစ်ပါတယ်။ရွေလျောင်းစည်းကမ်းကိုဆီယဝင်းတစုကစီမံကိုက်တွယ်မှာဖြစ်ပြီးရှင်မောင်းတဦးပါမှာဖြစ်ပါတယ်။ပေါက်ကွဲမှုရန်ကကဲအောင်ဘလို့ဆောင်ရွက်မယ်ဆိုတာကိုတော့မသိရသေးတာဖြစ်ပါတယ်။ ဒါကကားတက်စီဖြစ်ုံနဲ့မကပါဘူး။ကားစားမှရှိတဲ့ကလေးတွေကိုကဘာကမေ့မထားဘူးဆိုတာကိုသိစေချင်တာဖြစ်ပါတယ်လို့ Caritas အဖွဲ့ရဲ့အကြီးအကဲတဦးက BBC ကိုပြောပါတယ်။ Francis ဟာပုံရံဟမင်းကြီးတာဝန်ထမ်းဆောင်စဉ်အတွင်းဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးအလေးပေးပြောကြားလေးရှိပြီး Easter တနင်္ဂနွေနေ့ကနောက်ဆုံးမိန့်ကြားမှုအတွင်း Palestine နဲ့ Israel နှစ်ဖက်စလုံးကပြည်သူတွေဒုက္ခရောက်ကြပုံကိုထည့်ပြောခဲ့ပြီးအပြစ်ခတ်ရစဲဖို့တိုက်တွန်းခဲ့ပါတယ်။ လူအုပ်ကိုနှုတ်ဆက်ရမှာပုံဟန်းမင်းကြီးစီးတဲ့ကားက၎င်းကိုရှင်းရှင်းလင်းလင်းမြင်ရစေဖို့ဒီဇိုင်းဆွဲဖန်တီးထားတဲ့ကားဖြစ်ပါတယ်။ဘေးကနေလုံခြုံရေးအဖွဲ့တွေကလိုက်ပါဆောင်ရှောက်ရပါတယ်။1982ခုနှစ်ကဒုတိယမြောက်ပုံရဟန်းမင်းကြီးဂျုံဘောကိုလှုပ်ကြံဖို့ကြံစီမှုတရက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဒီကားတွေကိုကြီကားကားအဖြစ်တည်ဆောက်လာကြပါတယ်။ဒါပေမဲ့လူလူနဲ့နေကပ်မှုမဖြစ်စေတဲ့ဖန်ဒီဇိုင်းနဲ့ပြုလုပ်ထားတာကိုမကြိုက်ဘူးလို့ Francis က2014ခုနှစ်ကစပိန်မီဒီယာတစ်ခုကိုပြောကြားခဲ့ပူပါတယ်။ နောက်ဆုံးသတင်းအနေနဲ့ဘာစီလိုနာက9-3ဂိုးဖြင့်ရှုံးနေနေချိန်တွင်ကွင်းပြင်ဆော့ထွက်ခဲ့တဲ့အင်တာမီလန်ပြည်သက်များကွင်းအတင်းပြောင်းဝင်ခွင့်ရရန်တောင်းပန်ခဲ့တော့လဲဝင်ခွင့်မရခဲ့တဲ့ဆွေသတင်းကိုတင်ဆက်ပေးပါပါဘာစီလိုနာအသင်းအားချိန်ပုံတွင်နိုင်ရခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပွဲတွင်အင်တာမီလန်အသင်းနောက်ကို3ကိုဖြစ်ရှုံးနေနေချိန်တွင်ကွင်းပြင်ဆော့ထွက်ခဲ့ကြတဲ့အင်တာမီလန်အသင်းပရိသတ်တွေသည်အချိန်ပိုကြီးခွင့်ရရန်အတွက်ဆန်စီယိုကွင်းအတွင်းပြန်လည်ဝင်ရောက်ခွင့်ရရန်တောင်းဆိုခဲ့တော်လဲဝင်ခွင့်မရခဲ့ဘူးလို့သိရပါဗျာ။ မေလာ၆ရက်နေ့ကကစားခဲ့တဲ့ချန်ပီယံလိဒုတိယအကြော့ပွဲစဉ်တွင်အင်တာမီလန်အသင်းသည်အိမ်ဝင်းဆန်စီယိုကွင်းတွင်ပွဲပြီးကန်ဒီအထိဘာစီလိုနာအသင်းကို2ဂိုး3ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး2ကြော်ပေါင်း5ဂိုး6ဂိုးဖြင့်ပြိုင်ပွဲမှထွက်ခွာရရန်အလွန်နှီးစက်ခဲ့ပါသည်။ထို့ကြောင့်စိတ်ပြလက်ပြဖြစ်နေတဲ့အင်ရှင်အင်တာမီလန်အသင်းပရိသတ်အချို့သည်ပွဲမပြီးခင်အထိဆန်စီယိုကွင်းတွင်မှထွက်ခွာခဲ့ကြကြောင်းသိရပါသည်။သို့သောပွဲပြီးကန်ဒီနာကျင်အချိန်မှ3မိနစ်တွင်အင်တာမီလန်နောက်ခံကစားသမားအာချာဘီကတတိယခြေပါဂိုးကိုသွင်းယူပေးခဲ့ပါသည်။ အာချာဘီကိုသွင်းယူပြီးနောက်ကွင်းပြင်သို့ဆောထွက်လာတဲ့အင်တာမီလန်ပရိသတ်များသည်ကွင်းတွင်းပြန်လည်ဝင်ရောက်ပြီးအချိန်ဘုံကိုစက်ကြီးကွင်းရရန်ကွင်းတာဝန်ရှိသူများကိုတောင်းဆိုခဲ့ကြကြောင်းသိရပါဗျာ TND Sport က X တွင်တင်ခဲ့တဲ့ဗီဒီယိုတွင်အင်တာမီလန်ပရိသတ်အချို့သည်ဆန်စီယိုကွင်းအတွင်းပြန်လည်ဝင်ရောက်ခွင့်ရရန်ကွင်းလုံခြုံရေးအမျိုးသမီးထံတောင်းဆိုနေသည်ကိုမြင်တွေ့ခဲ့ရပါဗျာသို့သောကွင်းလုံခြုံရေးက၎င်းတို့၏တောင်းဆိုမှုကိုငြင်းဆန်ပယ်ချခဲ့ကြောင်းသိရပါဗျာအင်တာမီလန်သင်းသည်ဆိုပါပွဲတွင်မိနစ်90အတွင်း3-3ဖြင့်တည်ကြခဲ့ပြီးနှစ်ကြော်ပေါင်း6-6ဖြစ်နေတယ် အချိန်ဖို့ဆက်ကစားခဲ့ရာပွဲချိန်69မိနစ်တွင်သွင်းယူခဲ့တဲ့ဖရက်တက်စီ၏ဂိုးကြောင့်၄ဂိုး၃ဂိုးဖြင့်အနိုင်ရကာနှစ်ကျော်ပေါင်း89 69ဖြင့်ချန်ပီယံလိဂ်ဘူလီပွဲတက်ရောက်နိုင်ခဲ့ပါတယ်။အင်တာမီလန်သင်း၏အောင်ပွဲကိုကွင်းတွင်းမှဆော့ထရမိခဲ့တာကြောင့်လွဲချော်ခဲ့သူများကိုပရိသတ်များကလူမှုကွန်ရက်တွင်လှောင်ပြောင်ခဲ့ကြကြောင်းသိရပါတယ်။ဘောလုံးပရိသတ်များကသမိုင်းမှာအကောင်းဆုံးပွဲတစ်ပွဲကိုလွဲချော်ခဲ့ကြတာပဲ။ကိုတိုင်နဲ့ကိုကံပဲသူတို့ကိုမစားနိုင်နိုင်ဘူး။သူတို့ဟာသူတို့ရွေးချယ်မှုနဲ့အကျိုးဆက်ကိုခံစားခဲ့ရတာပဲလို့စတဲ့မှတ်ချက်များကိုရေးသားခဲ့ကြပါတယ်။ အလဲမတန်ရဲ့မေလာရှင်းရနေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ